အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေဒီတာချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖက်ပြတင်ဆက်ပေးမယ်ဇလန်းလေးကမြေစာခဲဆားရတဲ့ပိတ်တာလိုမြည်ရတဲ့ပရလောကဇလန်းကောင်းရင်တပုတ်ကို ဖက်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ခင်ဗျာအဖွားငယ်ပြောဘူးခဲ့တော့ဖြစ်ရမှန်ဝတ္ထုတပုတ်ဖြစ်တယ်ကရယကရှင်များအားထိခိုက်မှာစိုးသောကြောင့်နမေနမများကိုလွှဲပြောင်းရေးသားထားပါတော့တယ် စံပြော်ရွာလေးကစံပြော်ဆိုတဲ့နာမည်အတိုင်းအလွန်ပင်နေကျင်စရာကောင်းလာတယ်။ထိုရွာရဲ့အဓိကစီးပွားရေးမှာစိုက်ပျိုးရေးဖြစ်တဲ့ဖြင့်ချမ်းမေးများကြီးပိုင်ဆိုင်ထားသူကရွာရဲ့တတိစရင်းဝင်ပဲဖြစ်တယ်။ထိုရွာတွင်နေထိုင်သောဒေါ်လွမ်းဒီကမြေယာများဆုံးပိုင်ဆိုင်တဲ့တတိစရင်းဝင်ဟုစုလျင်မမားကြီး။သူမကထိုချမ်းမေးများအားလူ့ရွေတဖုံဈေးနှိမ်ပြီးတော့တမျိုးဖြင့်ရယူခဲ့သူဖြစ်တယ်။ ဒေါ်လွန်းကသာသမီ၈ယောက်ရဲ့မိခင်ဖြစ်လျော်သာသမီများရဲ့နောင်ရေးအတွက်မကောင်းမှုကိုကျွလွန်ခဲ့ပါတော့တယ်။သူမနဲ့ခြံွက်ချင်းနီးစပ်သူများမှသူ့ထံတွင်ဇီးဘောဘောဖြင့်ခြံွက်များကိုရောင်းကြရတယ်။မရောင်းလျင်အရှုံးခံမဲ့သဘောမျိုးဖြစ်တယ်။အကြောင်းကတော့ဒေါ်လွန်းကသူမရဲ့ခြံွက်အနီးနားရှိတပားသူရဲ့ခြံမြေကွက်များကိုတလက်မရတလက်မယူတစ်စစ်ရတစ်စစ်ယူ တိုးယူတိုးယူလျာမြေပမာများကများလာလေတော့တယ်။ငွေများငွေနိုင်ဆိုတဲ့အတိုင်းဥပဒေသည်လည်းသူမရဲ့လက်အောက်တွင်သာနောက်ဆုံးနေချက်မြက်ွယ်များကဒေါ်လွန့်အားချက်မြက်လက်ကားပေးမယ်စားနည်းနည်းရတန်နီးဟုစိတ်ဝယ်မှတ်ကဒေါ်လန်းထံသို့ပန်ဆိုင်နှင့်မြေယာများအားရေနာနာဖြင့်ပေးလိုက်ရတယ်။သို့ပါတော့လဲဝိဟူသည်လည်းမြဲမီမဟုတ်လားဒေါ်လန်းအသက်85နှစ်ရွယ်တွင် ်တငယ်ပြန်ယောဂါဖြစ်ကအိယာတဲ့၌ချီးသေးတို့ပါချကုန်တော့တယ်တသမီများကလည်းအိမ်အောင်ကြသဖြင့်သူ့ကို ပြုစုမဲ့သူမရှိခြင်းသူနဲ့သူလာနေတဲ့မိလေးတယောက်သာ သူ့တံကိုခံရတော့တယ်မတရားမြေလူယူခဲ့တော့သူတို့အားဒေါ်လန်းရဲ့ဖြစ်ကိုကြည့်ပြီးဝစ်လေတာဟုနောက်ွယ်၌ပြောဆိုကြတယ်တငယ်ပြန်ယောဂါဖြင့်အသက်86နှစ်အရွယ်တွင်ဘဝတစ်ပါးကိုကူးပြောင်းသွားလေတော့တယ် တို့ဘာတော်လဲဝေကြီးသောဒေါ်လန်းတယောက်မိမိရဲ့မတော်လောဘကြောင့်တည်လွန်သွားတော်လဲမကျွမလွတ်ဘဝဖြင့်သာကျင်လည်နေရပါတော့တယ်။သူပိုင်ဆိုင်ခဲ့သော ရွှေငွေဥစ္စာများက သားသမီးတို့ကအမွေခွဲယူလိုက်ကြတော့တယ်။သူကိုယ်တိုင်ကချမ်းခြေကြီးထဲတွင် စင်ရယ်ပင်မကြီးစွာနေရတော့တယ်။တနေ့မှာတော့သူ့ရဲ့မိလေးကအမွေရတဲ့ခြံထဲသို့အလုသွားလို့လျာခြံထောက်မှာငိုတံကိုကြားရတော့တယ်။ ကြောက်တဲ့သူမဟုတ်သဖြင့်ငိုတန်ကြားတဲ့နေရာသို့လက်ရှာနေတော့တယ်။လူရိပ်လူရောက်တောင်းမတွေ့ခြင်း။ငိုတန်ကရက်မသွားပဲထိုချံပပက်လေတွင်ပတ်ငူနေတော့တယ်။တယောက်ကသူ့အားစားနှောက်နေခြင်းဖြစ်မည်ဟုမှတ်ပြီးအလုဆက်လုံနေစဉ်ဘယ်ကလာမှမသိသောမြေစာကလေးတစ်ခုက သူ့ရဲ့နောက်ကျောသို့ပြစ်မှန်တော့တယ်။ငါ့ကိုဘသူပြစ်တာလဲ။ဖက်ခဲ့နော်။ငိုတန်နေနဲ့စားနှောက်မနေနဲ့ ြေစာခဲနဲ့ပြစ်လိုက်နဲ့ဘာစုလဲအခုထွက်ခဲ့ဆိုပြီးတော့អော်ပြောလိုက်တော့တယ်မိသူမထွက်မလာခြင်းအလုတ်ပြန်လုလျင် သူ့ရဲ့နေရအနှံ့အားမြေစာခဲနဲ့ပေါက်နေပြန်နေသူဘာမှမပြောတော့ပဲအလုတ်သာဆက်လုံနေလိုက်တော့တယ်အစကမြေစာခဲသည်သည်နဲ့ပြစ်ပါတော့လဲသူဂယုမဆိုင်တော့ခါမြေစာဒုံးကြီးကသူ့ရဲ့နောက်ကျောပြင်အားလာမှန်တော့တယ်တစ်ခါနှစ်ခါသာမဟုတ်တော့သဖြင့်စိတ်ကတူရလီကား ပေါပြအားပြစ်ချလိုက်ပြီးထမိန်တူတူကို ပြင်ဝဲလိုက်တော့တယ်။ဘယ်သူလဲဟဲ့အတော်အားရနေလား။သူများလုံးလုံနေတာမမြင်ဘူးလား။မျက်လုံးက ကန်းနေတာလား။ထွက်လာခဲ့စမ်း။နေရင်တစ်ချက်လောက်အုပ်ပြစ်လိုက်အောင်မယ်။လူကိုဘာမျက်မှတ်နေလဲမသိဘူး။ဘေးဘီရေများကိုကြည့်ကဆဲဆူလိုက်ပါတော့တယ်။ထိုကပဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငိမ့်သက်သွားတော့တယ်။ထိုမီးလေးကအဖွားပြူးစုခဲ့သောကြောင့်အဖွားပိုင်အင်ဂျီအားအမွေရခဲ့ပါတော့တယ်။ ထိုအိမ်တွင် သူတယောက်ထဲသာနေပြတော်တယ်။ညာဘက်အိပ်ယာဝင်သောအခါသူမရဲ့တီလွန်လီပြီးဖြစ်သောအဖွားဖြစ်သူဒေါ်လွန်းအားအိမ်မက်မက်ပါတော်တယ်။ဟင်အဖွားပါလားအဖွားပါလို့မြကြီးကြီးကိုကြွယ်ထားတာလေ။အဖွားရဲ့မတော်လောဘကြောင့်သူများပိုင်တဲ့မြေကို လူယူခဲ့တဲ့ဒီဘွားမှာမကျွမလွတ်နဲ့မိစားခဲများစားနေရတယ်။ကောင်းပေါ်မှာလဲမြကြီးကိုကြွယ်ထားနေရတယ်မိလေးရဲ့ အဖွားရဲ့လောဘကြောင့်အဖွားရင်ပေမဆင်းရဲနေပြီမိလေးအဖွားကိုကဲပါဦးဟင်အဖွားကမြကြီးတွေကိုစားရတယ်ဟုတ်လားဟုတ်တယ်မိလေးရဲ့အဖွားမှာအကူညီတောင်းစရာလူဆိုလို့မိလေးပဲရှိတော့တယ်အဖွားရဲ့သားသမီးတွေက အဖွားကိုသတိမရကြဘူးနေလေကအဖွားမိလေးကိုအကူညီတောင်းချင်လို့မိလေးကြားအောင်လို့ငိုတယ်မိစားခဲနဲ့ပေါက်တယ်အဲ့ဒါမိလေးကစိတ်ဆိုးသွားပြီးအဖွားကိုဆဲတယ် ထိုအခါသူမကနေလေကသူ့အားမိစားခဲဖြင့်ပေါက်သူကိုသတိရသွားတယ်။အဲ့ဒီရကအဖွားလောက်တာလား။မိလေးကမသိဘူးလေအဖွားလေးရဲ့။တရားရောက်ကစနှောင်းနေတယ်လို့ထင်တာပေါ့။မိလေးဖွားကို ကူညီပါနော်။အဖွားဒီမေကြီးကိုရွထားရတာပင်ပန်းလာပြီ။ဒီမေကြီးကိုလည်းအဖွားမစားချင်တော့ဘူး။အဖွားဗိုက်ရမ်းစားတယ်။အဖွားကိုဒီဘားကနေကြွအောင်ကူညီပါနော်။အဖွားကိုမိလေးကဘလို့ကူညီရမှာလဲ။ အဖွားပိုင်နဲ့မြေခွက်တွေကိုဖုံးချီเจ้าကိုလှူပေးပါပြီးရင် အမျှဝေပေးပါ အဖွားသူများမြေကြီးကိုလူယူခဲ့တဲ့အပြည့်ကျွေးတွေကိုစေးကြောပေးပါအဖွားဒီဘွားကလွတ်ချင်လာပြီအင်းမမီလေးဖွားကိုဒီဘွားကလွတ်အောင်လှူပေးပါမယ်နော်အဖွားကိုမီလေးတနာပါတယ်ကျေးဇူးတင်လိုက်တာမီလေးရဲ့အဖွားသာဓုခေါ်ဖို့စောင့်နေမယ်နော်ဟုတ်ဖွားဟဲ့မိတီတာမထားသေးဘူးလားဟဲ့နေဖင်ထိုးနေပြီ ိမ်မမနေချင်တာဒီမှာဘရင်လိုအိတ်နေရလို့ကိုတီတာရဲ့မိခင်ကြီးဒေါ်မိုးစုကအတန်ကျယ်ဖြင့် တကားပေါက်ပြီးတော့နှိုးလိုက်တော့တယ်အိမ်မက်အကြောင်းကို အဖွားရဲ့သားသမီးမြီးများကို ပြောပြလိုက်တော့သူတို့ပိုင်နဲ့မြီးများလှူပေးရမယ်ဆိုသောကြောင့်အင်းအင်းမလုကြချင်းဦးလေးတို့ဒေါ်လေးတို့အဖွားတို့မလှူချင်းနဲ့သမီးတို့အဖွားစီကရတဲ့ချဲမွေလေးကိုဖုံးကြီးကိုလှူပြီးအဖွားကိုမြေကြီးရွက်ထားရတဲ့ဘွားကနေ ကျူးလွန်အောင်လုပ်မယ်ထို့အခါတခြားလူများကယူပါဟဲ့သူအကုသူနဲ့သူပေါ်ငါတို့ကအရှုံးမခံနိုင်ဘူးဟိအေးညီကအမေစီကအမွေ ယူထားတာဆိုတော့လေညီလူလိုက်ပေါ့အေးဟုတ်တယ်အဖွားစီကဘာရီယာထားသေးလဲမသိတီတာကတော့သူတို့ပြောတဲ့စကားများကို နားမထောင်တော့ဘဲစွန်းချန်ကိုပြင်းကဖုန်းကြီးချောင်းသို့ထွက်လာလိုက်တယ်စီအာတော်အားရှောက်ထားတော့အခါစီအာတော်က သူများပစ္စည်းကို မတော်လောဘဖြင့်ရယူခြင်းကအကျိုးပြည့်များကိုဟောပြောပြပြီးရည်စဲချကကွယ်လွန်သူတော်လွန်အားအမြပေးဝေလိုက်တယ်။ဒေါ်လွန်ရဲ့မြေလူများကိုလက်ခံကြောင်းပြောပြီးကျွလွရဘုံဘွားတို့ရလွေရောက်လွယ်စီရန် အမြတမ်းများပေးဝေခဲ့လီတော်တယ်။ညရောက်တော့တီတားရဲ့အိမ်မက်ထဲသို့အဖွားဖြစ်သူကရောက်လာပြန်တော်တယ်။ခါတိုင်းကဲ့သို့မြေကြီးကောင်းပေါ် ရွမထားရတော့ပဲအဝေစားတောက်တောက်မြောင်မြောင်ဝစ်စင်ထားတယ်။ဟာအဖွာအဖွာသာဓုခေါ်နိုင်ပြီပေါ့။မိလေးပြောလိုက်တာ။ဟုတ်တယ်မိလေးအဖွာမြေကြီးကလေးကိုခေါင်းမော်ရွက်ပြီးမြေခဲတွေကိုစားရတဲ့ဘွားကနေကျွတ်လွတ်သွားပြီ။ငါမိလေးလည်းအဖွာစီကတန်ဝေကတရားကိုယူပြီးသူများပြည်စီများကိုတလက်မတောင်မှမယူမိနဲ့နော်။အဖွာသွားရတော့မယ်။မိလေးကိုနှုတ်ဆက်ခဲ့တယ်နော်။ သူနိုးလာခဲ့ပြီးအိမ်မက်ထဲမှာအဖွားမြေကြီးတွေရွထားရတဲ့ပိတ်တာဘွားမှာကျွလွသွားသောကြောင့်တီတာတယောက်ပျော်မဆုံးနေတော့တယ်။ဟုတ်ကဲ့ဇလန်းလေးကိုအဆုံးအထိလိုက်နားဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။